ခင်မောင်းဖြစ်သူနဲ့ကွာရှင်းပြီးမြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကျဲဖြစ်တဲ့နေရွှေသွေးအောင်နဲ့ဒိတ်နေတဲ့ရွှေဝတီလွင်မိုးပရိသတ်များရှင်ရွှေဝတီလွင်မိုးရလွင်မိုးရဲ့သမီးတယောက်နေနဲ့ပရိသတ်အတိမတ်ဖြူခံနေရသလိုချောမောလာပါရင်ရုပ်ရည်ကြောင့်ပူဒီတာရီဝိုင်းဝိုင်းနေနေတဲ့သူတယောက်ပါအသက်ငယ်ငယ်နဲ့အိမ်အောင်ကြသွားခဲ့တာမို့ပူရီတာရီအသေးခွဲခဲ့ရပြီမဲမကြသေးခင်ကခင်မောင်းဖြစ်သူနဲ့ကွာရှင်းပြန်ဆင်းလိုက်တာပါဒါကြောင့်မလို့ပူရီတာရီကတော့အရင်လိုအားပေးချစ်ခင်တော့မယ်လို့ကြွေးကြော်နေတာပါဒါပေမဲ့ရွှေဝတီလွင်မိုးကအစမ်းရှမ်းကောင်း လုံးအချင်းကြီးကလည်းအရန်ကူမြန်ဆန်ပါတယ်ခင်မုန်းဖြစ်သူနဲ့ကွာရှင်းထားတာလာပိုင်းသားရှိနေပြီမဲ့နောက်ထပ်အမျိုးသားတယောက်နဲ့တိတ်နေပြီဖြစ်ကြောင်းတွေးရှိသူတွေကတွေးရှိလာခဲ့ပါတယ်ရွှေဝတီလွင်မောကအခုလက်ရှိမှာနိုင်ငံသားမှနေထိုင်နေတာပါ နိုင်ငံသားမှနေထိုင်နေရင်အမျိုးသားတယောက်နဲ့တိတ်သိမ့်တိတ်နေတာကိုမြန်မာလူမျိုးတောင်းကတွေ့မြင်ခဲ့တာပါ။ဒါအပြင်ရွှေဝရီလွင်မိုးတွဲနေတဲ့သူကတာမန်လူတယောက်မဟုတ်ဘဲမြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကျဲအမျိုးသားတယောက်ဖြစ်နေတာကြောင့်မှတိတ်ဒိတ်ကျဲတယောက်ဖြစ်နေတဲ့နေရွှေသွေးအောင်နဲ့ရွှေဝရီလွင်မိုးတို့ကလက်ချင်းချိတ်ပြီးသွားနေတာကိုမြန်မာလူမျိုးတောင်းကတွေ့မြင်လိုက်တာကြောင့်မှဒါကြောင့်မလို့လဲရွှေဝရီလွင်မိုးကနေရွှေသွေးအောင်နဲ့တွဲနေရင်ဆိုတဲ့အကြောင်းကဆိုရှယ်မီဒီယာပေါ်မှာပြန့်နှံ့လာခဲ့တာဖြစ်ပါတယ်။ဒါအပြင်တွေ့ခဲ့တဲ့သူကလည်းရွှေဝရီလွင်မိုးနဲ့နေရွှေသွေးအောင်ကိုတင် ြာပေါက်တူတူတွေ့ခဲ့တာဆိုပြီးအတိအကျကိုထုတ်ပြောလာခဲ့တာပါနေရွှေသွေးအောင်ကရွှေဝတီလွမိုလက်ကိုတင်းနေအောင်ချိန်ထားခဲ့တာဖြစ်ပါတယ်အဆိုပါအမျိုးသားကနေရွှေသွေးအောင်ကိုအရင်တွေ့ခဲ့တာဖြစ်ပြီးဆဆတွေ့ခြင်းတုန်းကဘယ်သူမှသိချာမသိပါဘူးမြန်မာနိုင်ငံကလူတယောက်လိုတည်ပြီးမှစဉ်းစားနေရင်ကနေရွှေဝတီလွမိုကိုဘေးမှတွေ့လိုက်မှသာသူတို့နှစ်ယောက်ကိုသိချာမမိသွားတာပါဒါကြောင့်မလို့နေရွှေသွေးအောင်ရဲ့နောက်ထပ်ပြင်မဲ့တစ်ခုကရွှေဝတီလွမိုဆိုတာသိချာနေပါပြီရွှေဝတီလွမိုဘက်ကတော့အခုလိုတွေ့တာကို ူမိသွားတဲ့အပေါ်မှာတည်ရဝင်မိတ်ဆက်ချပြလာတာမျိုးမရှိပါဘူးခင်မောင်းဟောင်းနဲ့ကွာရှင်းထားတာကိုလည်းရွှေဝတီလူမျိုးကတည်ချချပြတာမျိုးမရှိပါဘူးကွာရှင်းနဲ့အကြောင်းကိုလည်း၅လလောက်ကြာပြီးတဲ့အချိန်မှသာရွှေဝတီလူမျိုးကအတိပေးလာခဲ့တာဖြစ်ပါတယ်ဒါကြောင့်မလို့သူမရဲ့အချိန်ကိုလည်းလူသိရှင်ကြားချပြဖို့ကမတည်ကြနိုင်ပါဘူးနေရွှေသွေးအောင်နဲ့တွဲနေတဲ့တရင်ကိုကြားလိုက်ရတဲ့အတွက်ပူရိသားတွေကအရန်ကိုနှံ့မျောတတဖြစ်နေကြတာဖြစ်ပါတယ်ရွှေဝတီလူမျိုးကကလေးတယောက်မေလို့မတင်ရအောင်ကိုငယ်ရွယ်နှုတ်ပြလို့နေတာပါဒါကြောင့် မလို့ရုံဝတီလွေမိုးကိုလွတ်လွတ်လပ်လပ်နဲ့နေစီခြင်းတလို့တဖက်မှာလည်းအမှုပညာလုပ်တွေပြန်လုပ်စီခြင်းအကြောင်းမှာဒါပေမဲ့ရုံဝတီလွေမိုးကနေရွှေသွင်းအောင်လို့မျက်နှာများတဲ့သူနဲ့တွဲနေတာမို့သူတို့အတွက်စိတ်ထိခိုက်စရာဖြစ်လို့နေတာဖြစ်ပါတယ် နေရွှေသွင်းအောင်ကမင်းသမီးတွေနဲ့အများပြားတွဲခဲ့ပို့တဲ့သူဆိုရင်လည်းမမပါဘူး။မော်ဒယ်ရီမင်းသမီးပေါ့ဆာရီတော်တော်များများကနေရွှေသွင်းအောင်နဲ့မလွတ်ကင်းကြပါဘူး။ဒါအပြင်ဝင်းမုံရွှေရီနဲ့လည်းနေရွှေသွင်းအောင်ရဲ့အချင်းရဆုံးတွေလည်းကတင်ရောက်ဖြစ်ခဲ့တာပါ။အခုဆိုရင်ရွှေဝတီနွေမိုးကပါတင်ရောက်ပါဝင်ဖြစ်သွားပြန်ပြီဖြစ်ပါရယ်။ခင်မောဖြစ်သူနဲ့ကွာရှင်ပြီးမြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကျဲဖြစ်တဲ့နေရွှေသွင်းအောင်နဲ့တင်နေတဲ့ရွှေဝတီနွေမိုးပေါ်ပရိသတ်တွင်းရဲ့မြင်ကိုပြောပြပေးခဲ့ပါအောင်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တင်ရောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်ရှင်။